မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ16ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မြောက်ပိုင်းညီနောင်မာမိတ်သုံးဘွဲကသိမ့်ပိုက်ထားတဲ့မူဆယ်105မိုင်ကုံသွယ်ရေးဇုံမှာအခွန်ကောက်ခံနေမှုကိုမင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်များကကြေနပ်မှုမရှိတော့လဲတရုတ်ရဲ့ဖိအားကြောင့်မင်းအောင်လိုင်းနဲ့ဗိုလ်ချုပ်တွေဘာမှလုပ်မရဖြစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တရုတ်ရဲ့ဂျောင်းဝင်စစ်ဆေးမှုနဲ့စစ်ကောင်စီကကိုကက် MNDA နဲ့အပြစ်ခတ်ရစဲရေးဆွေးနွေးသဘောတူညီခဲ့ရမှာလာရှုံမျိုးအပါအဝင် MNDA ကသိမ့်ပိုက်ထားတဲ့နေမြေတချို့ကိုပြန်လည်ပေးရရေး MNDA ရဲ့ထိုးစစ်များကိုရပ်တန့်ရေး ရောက်ရှိနေတဲ့နေရာမှာအပြည့်ခတ်ရဲဆဲပြီးတော့နေဆက်ကုံသွေးရေးပြန်လည်ဖွင့်လည်ရေးအကြောင်းအရာများပါဝင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆွေးနွေးမှုတွေထဲမှာ MNDA ကတင်ပိုက်ထားတဲ့မူဆယ်တရား၅မိုင်ကုံသွေးရေးဇုံအပါအဝင်နေမြေများကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ရန်လဲပါဝင်တယ်လို့သိရပါဗျ။သဘောတူညီတဲ့အထဲမှာနေဆက်ကုံသွေးရေးပြန်ဖွင့်နိုင်ဖို့အတွက်တနက်တန်မဖောက်ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်စလုံးကလုံးဝမလုပ်ပါဘူးဆိုတာပါပါတယ်။မူဆယ်တရား၅မိုင်မှာတစ်ဖက်ကအခွန်ကောက်တာကို တမတော်ကကြီးကြီးပြပြသဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူးကြီးကြီးနဲ့နဲ့နဲ့ခွင့်ပြုထားတာမျိုးတော့ဟုတ်မနေပါဘူးသို့တော်လဲဘာမှသွားလုပ်လို့မရတဲ့အခြေအနေမျိုးလို့နားလည်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်ဒါပေမဲ့စစ်ကောင်စီကတရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဘက်ကထိန်းချုပ်ထားတယ်မူဆယ်တရ၅မိုင်ကုန်သွယ်ရေးဇုံလမ်းကြောင်းနဲ့ ကျင်စန်းကျော်ဂိတ်ကိုကုန်တင်ရင်များနဲ့နေဆက်ကုန်တင်များအသုံးမပြုနိုင်ရန်နီလန်းမျိုးစုံနဲ့တားဆီးနိုင်ပြီးတော့အခုစစ်ကောင်စီကဆောင်ရွက်နေတဲ့တရားမဝင်ကုန်ပစ္စည်းများဖမ်းဆီးနေခြင်းဟာလည်းအဲ့ဒီကိစ္စများနဲ့ဆက်ဆက်နေတယ်လို့ပြောဆိုထားပါတယ်။မှန်းဆချက်အရပြောရမယ်ဆိုရင်တော့တစ်ဖက်ကထိန်းချုပ်ထားတဲ့ဂိတ်နဲ့လမ်းကြောင်းကိုမသုံးဖို့တော့တစ်ဖက်ကလုံးပါပဲ အခုလုံနေတဲ့တရားမဝင်ကုန်စည်တွေဖမ်းဆီးထိန်းသိမ်းတဲ့စီမံချက်ကလည်းငကိုကလေးက EAO တွေအတွက်အခွင့်အရေးရနေတာတွေငွေရနေတာတွေကိုဖျက်တော့ဖို့ပါပါပါတယ်တစ်ဖက်ကဂိတ်နဲ့လမ်းကြောင်းကထွက်လာတဲ့ကားတွေနဲ့ကုန်တွေကိုတက်ကထိန်းချုပ်တဲ့နေရာတွေကိုဝင်လာရင်ဖမ်းပြီးတော့အလုတ်လုတ်လို့မရအောင် အဲ့ဒီဂိမ်းနဲ့လမ်းကြောင်းတွေကိုမတော့အောင်လို့လုံးမဲ့ထင်ပါတယ်လို့ဒေဗီရောဆက်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါဗျ။အခုလမ်းမဲ့ဇူလိုင်လ၁ရက်နေ့ကစတင်ပြီးတော့ချန်ပီယံနယ်မြောက်ပိုင်းမူဆယ်တရ၅မိုင်မှာမြောက်ပိုင်းညီနောင်မှာမိတ်၃ဘွဲကဖြတ်တန်းသွားလာတဲ့ကားများနဲ့ကုန်ပစ္စည်းများကိုအွန်လိုင်းကနေတစင်အခွန်ကောက်ခံသွားမှာဖြစ်ကြောင်းမြောက်ပိုင်းညီနောင်မှာမိတ်၃ဘွဲကဇွန်လ၁ရက်နေ့မှာကြေညာခဲ့ပါဗျ။လမ်းမဲ့ဇူလိုင်လ၁ရက်နေ့ကစတင်ပြီးတော့မူဆယ်တရ၅မိုင်ကျင်ဆန်းကျော်ဂိမ်းမှာ မဟာမိတ်ညီနောင်သုံးဘွဲ့ရဲ့အကောက်ခွန်ဌာနကကုံသွယ်မှုအသွင်းထုတ်ဂျူတီဆောင်နှုံများကိုစီမံခန့်ခွဲမှာဖြစ်ပြီးတော့ကျင်းတာကုံစီပို့ဆောင်ရေးဌာနက အဲ့ဒီလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်များပုံမှုဖွင့်လှစ်လာတာနဲ့အမျှကုန်ကားများအဝင်အထွက်များလာခြင်းကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်ဆောင်တင်ပြခြင်းစနစ်နဲ့ရင်မှတ်ပုံတင်ခြင်းစနစ်များကိုအဆင့်မြင့်တင်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်နေဆက်ကုန်သည်များဂျူဒီဆောင်ကုမ္ပဏီများကုန်ကားဂိတ်များအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ရန်အတွက်ဇွန်လလတရက်နေ့မတိုင်မီမှာမဟာမိတ်ညီနောင်သုံးဘက်ရဲ့အကောက်ခွန်ဌာနလက်အောက်ခံကျင်းတာကုန်စီပို့ဆောင်ရေးဌာနမှာ ကုမ္ပဏီမှပုံတင်ခြင်းနဲ့ယင်မှပုံတင်ခြင်းများကိုပြီးစီးအောင်လှုပ်ဆောင်ရလိုအပ်တယ်လို့ပြောဆိုထားပါတယ်။ချိုးတင်အခွန်အကောင့်ဖွင့်ခြင်း ရင်အဝင်ထွက်ကြိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမမိတ်ညီနောင်သုံးဘွယ်ရဲ့အကောက်ခွန်ဌာနကလှုပ်ဆောင်မှာဖြစ်တယ်လို့ကြေညာထားပါတယ်။ဇွန်လလ၁ရက်နေ့နေဆက်ကုံတွယ်ရေးမစတင်မီမှတ်ပုံတင်ခြင်းများကိုဆောင်ရွက်မှာဖြစ်ပြီးတော့ဇွန်လလ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ရန်တင်ပြရန်လိုအပ်တယ်လို့ပြောဆိုထားပါတယ်။လုပ်ငန်းများအခွန်ဆောင်တဲ့အချိန်မှာနှောင့်နှေးကြကြမှုမဖြစ်စေရန်စာရွက်စာတမ်းအထောက်အထားများကိုအမြန်ဆုံးပြင်ဆင်ထားရန်မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘွယ်ကမူဆယ်၁၅မိုင်ကျင်ဆန်းကျော်ဂိတ်မှာတရားဝင်ကြေညာထားပါတယ်။အကြမ်းဖက်စစ်ကောင်စီက ရုတ်ရဲ့ဂျောင်းဝင်စေဆံမှုနဲ့စစ်ကောင်စီထံကို MNDAA ကလာရှုပ်ကိုပြန်လည်ပေးအပ်ပြီးတဲ့နောက်တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးပြန်လည်စတင်ရန်ကြိုးပမ်းလာရာအခုနောက်ဆုံးမှာမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့ကမူဆယ်105မိုင်မှာတရားဝင်အခွင့်အောက်ခံမှာဖြစ်တယ်လို့ကြေညာလာခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့နောင်ချုံမြို့နယ်ကိုထိုးစစ်ဆင်နေတဲ့ အပြည့်ရစစ်တပ်ကအစိမ့်ငွေဘုံများကိုထပ်မံအုံပြုပြီးတော့တိုက်ခိုက်လာပြန်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အကြမ်းမဲ့စစ်ကောင်စီကနောင်ချုံမြို့နယ်အတွင်းတိုက်ပွဲများမှာအစိမ့်ငွေဘုံများကိုမကြခဏအသုံးပြုလျက်ရှိရာအခုဇွန်လတိုက်ပွဲများမှာအစိမ့်ငွေဘုံများကိုအသုံးပြုလာတယ်လို့သိရပါဗျ။လက်တလုံးနောင်ချုံမြို့နယ်မှာရှိတဲ့အုံမတီရေမောင်းတန်းနဲ့လက်ပံကုန်းကြီးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL တို့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မနေ့ကဇွန်လ15ရက်နေ့မနက်ပိုင်းမှာနောင်ချုံမြို့နယ် ်အုံမတီးနဲ့ရေမောင်းတန်းကြေးရွာမှာစစ်ကောင်စီတပ်နဲ့တောင်းတမရော TNL တို့ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းမဆက်တက်ကလက်နက်ကြီး၃လုံး drone နဲ့အစိမ့်ငွေဘုံ38လုံးနဲ့ဘုံ35လုံးတို့ကိုကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအလားတူပဲလက်ပံကုန်းကြေးရွာမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းမှာလည်းအကြမ်းမဆက်တက်ကလက်နက်ကြီး၆လုံးပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးတိုက်ပွဲဖြစ်ပွားခြင်းမရှိလေ ရွှေညောင်ပင်ကြေးရွာဘက်ကိုလည်းစစ်ကောင်စီတပ်ကပြည်သူလူထုများကိုရည်ရွယ်ချက်ရှိရှိနဲ့လက်နက်ကြီး၃လုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ17ရက်နေ့ရွှေသွန်ပိနေကုန်းတရက်ကုန်းနဲ့လက်ပံကုန်းကြေးရွာများမှာစစ်ကောင်စီတပ်နဲ့တောင်းတမတော် TNL တို့ကြားတိုက်ပွဲများဖြစ်ပွားနေတဲ့အချိန်တွင်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီး drone များနဲ့ပစ်ခုပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အချမ်းဘတ်စစ်တပ်ကဇွန်လတလလုံးကိုငလျင်ဘေးဒင်းနဲ့ပြည်သူများကိုကူညီရေးကိုအကြောင်းပြကအပြစ်ခတ်ရက်စဲထားမယ်လို့ကြေညာထားပြီးနောင်ချုံမြို့နယ်ကိုပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။မြောက်ပိုင်းမဟာမိတ်ညီနောင်၃ဘက်ကလည်းငလျင်ဒန်တဲ့ပြည်သူများနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ပြီးတော့ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာများမှာထိုးစစ်ဆင်မှုများပြုလုပ်မှာမဟုတ်ပဲတစ်ဖက်သက်အပြစ်ရတဲ့ကာလကိုနောက်ထပ်တစ်လ တက်တန်းထတိုးထားတယ်လို့သိရပါဗျ။အဲ့ဒီအချိန်မှာစစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးတော့အဆက်မပြတ်ထိုးစစ်ဆင်နေတဲ့အတွက်ကြောင့်နောင်ချုံမြို့နယ်မှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့ DNA လေးကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပို့ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်ဆွဲထားတဲ့ PNO ပြည်သူ့စစ်များကနေအိမ်၆လုံးကိုမိရှုဖျက်ဆီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ၁၂ရက်နေ့ညပိုင်းမှာစီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုတပူးထိုကျေးရွာမှာတပ်ဆွဲနေတဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များကကျေးရွာတရွာလုံးမှာရှိတဲ့ပြည်သူလူထုနေထိုင်တဲ့နေအိမ်အလုံးမီးလောင်ပြာကျစေရန်ရည်ရွယ်ပြီးတော့စတင်မိရှုခဲ့ရာဇွန်လ၁၃ရက်နေ့ညပိုင်းအထိစုစုပေါင်းနေအိမ 6လုံးမီးလောင်ပြကျသွားတယ်လို့သိရပါတယ်။ PNO ပြည်သူ့စစ်များဟာအဲ့ဒီခြေရွာမှာလေးလကြောကြာတပ်ဆွဲနေထိုင်ခဲ့ပြီးတဲ့နောက်ဇွန်လ9ရက်နေ့ကခြေရွာနေပြည်သူများကိုမောင်းထုတ်ခဲ့တယ်လို့သိရပါတယ်။ရွာသားတွေကိုမောင်းထုတ်ပြီးတော့မကြဘူး။သူတို့ကမီးစာရှို့တာမီးရှို့လိုက်ပေမဲ့ကံကောင်းတာကမီးရှို့ပြီးနောက်ရက်လဲကြရောမိုးကရွာရောပြီးတော့အင်းတွေကလည်းတအိမ်နဲ့တအိမ်ကတ်နေတာမဟုတ်တော့နည်းနည်းတက်တာသွားတာမဟုတ်ရင်ရွာလုံးချုပ်ပြကျသွားနိုင်တယ်။အိမ်6လုံးကတော့မီးလောင်ပြကျသွားပါတယ်။တဖူးတို့ရွာဆိုတာက PNO ပြည်သူ့စစ်တွေဝင်ရောက်တပ်ဆွဲထားတဲ့ရွာဖြစ်ပါတယ်။ ဲ့ဒီရွာသူရွာသားတွေကိုသူတို့ကမောင်းထုတ်ပြီးတော့ရွာကိုမိရှို့တယ်ဆိုတာကတော့ပြောစရာစကားလုံးမရှိတော့အောင်အောက်တန်းကျတဲ့ပြည်သူလူထုအပေါ်ရက်ဆက်ရုံမှနေတာပါသူတို့အခုလိုမျိုးလုံရတယ်ဆိုတာကလည်းအံ့ဩစရာတော့မဟုတ်ပါဘူးစစ်ကောင်စီရဲ့လက်အောက်ခံဖြစ်တဲ့အတွက်ကြောင့်စစ်ကောင်စီရဲ့အကျင့်စရိုက်အတိုင်းလုပ်တယ်လို့ပဲပြောရမှာပေါ့လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိတဲ့ခွန်ရင်းရံကရှင်းပြထားပါတယ်ဇွန်လ9ရက်နေ့မှာစစ်ကောင်စီရဲ့လက်အောက်ခံ PNO ပြည်သူစစ်ကစီဆိုင်မြို့နယ်မှာရှိတဲ့ခြေရွာအုပ်စုနှစ်ခုကပြည်သူ6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြီး ော့ရွာထဲကနေထွက်သွားရန်မောင်းထုတ်ခဲ့တယ်လို့သိရပါဗျ။ PNO ရဲ့မောင်းထုတ်မှုကြောင့်စီဆိုင်မြို့နယ်နောင်ကျောကြီးရွာအုပ်စုကတပူးထိုကြီးရွာ၊ကောင်းထိုရွာ၊ရွင်ငုံရွာ၊နောင်ဘူရွာ၊ပင်ဆက်ရွာနဲ့တောင်ရှိကြီးရွာအုပ်စုကနောင်ထော၆ရွာနဲ့ ကလားလန်ရွာတို့ကပြည်သူများဟာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါဗျ။ပြည်သူလူထုကအခုအချိန်မှာတောင်းရလောက်ရမယ့်အချိန်မှာစိုက်ရပြိုးရမယ့်အချိန်ဖြစ်နေပါပြီ။အခုကမစိုက်ရမပြိုးရတဲ့အပြင်မိုးရာသီကြီးမှာရွာတွေကနေမောင်းထုတ်ခံရတာဆိုတော့တချို့ပြည်သူလူထုတွေကတောထဲမှာပြောင်းရွှေ့နေရတာရှိပါတယ်။တောထဲပြောင်းရွှေ့နေရတော့အနေကင်းလားဆိုတော့မကင်းပါဘူး။နေရေးထိုင်ရေးကအစအစအစရာရာခက်ခဲနေပါတယ်။ပို့ဒေတာမှာပြည်သူလူထုတွေဒီလိုမျိုးမောင်းထုတ်ခံလိုက်ရပါတယ်။လူဦးရေအယောက်6000လောက်မောင်းထုတ်ခံရတာပါ။ရွာတွေကနေမောင်းထုတ်ခံရတာ အခက်အခဲတွေရှိတာပေါ့ဒီလိုအချိန်မျိုးမှာပြည်သူလူထုအတွက်ကျွန်တော်တို့အဖွဲ့ကလည်းနိုင်သလောက်ကူညီပေးတာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့လည်းဘလောက်တက်နိုင်မှာလဲအခက်အခဲတွေကအများကြီးပဲပြည်ပကအဖွဲ့အစည်းတွေအနေနဲ့လည်းကျွန်တော်တို့ပေါ့ပြည်သူလူထုတွေကိုတက်နိုင်သလောက်ကူညီပေးကြပါလို့မေတ္တာရက်ခံကြပါတယ်တိုက်တွန်းကြပါတယ်တောင်းဆိုကြပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါတယ်စီဆိုင်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့လက်အောက်ခံ PNO တို့က ကျေးရွာများကိုမိရှို့ဖျက်ဆီးမှုများဇက်တိုက်လှုပ်ဆောင်လာတဲ့အပြင်ပြည်သူလူထုကိုဖမ်းဆီးနှိပ်စက်မှုများလည်းအချိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်လာတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ထိုင်းနိုင်ငံသားများသာလောက်ကန်ခွင့်ရှိတဲ့အလုပ်များမှာဝင်ရောက်လောက်ကန်နေကြတဲ့နိုင်ငံသားအလုပ်သမားများကိုနှိမ်နှင်းရေးတိုးမြှင့်လှုပ်ဆောင်သွားမယ်လို့ ထိုင်းနိုင်ငံရဲ့လုံသမာဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဇွန်လ15ရက်နေ့မှာပြောကြားလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုလိုမျိုးထိုင်းနိုင်ငံသားများသာလုံကန်ခွင့်ရှိတဲ့အလုတ်ကင်များတဲ့ကအမျိုးအစား၃ခုမှာလုံကန်နေတဲ့နိုင်ငံသားအလုံသမာ1100ကျော်ကိုဥပဒေအရရေးယူထားတယ်လို့လည်းအလုံသမာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။လာအိုကမ်ဘောဒီးယားနဲ့မြန်မာနိုင်ငံတို့ကအလုံသမာများစွာကိုအဲ့ဒီကန့်တအလုံများမှာငှားရမ်းအလုတ်ခန့်ထားခြင်းတို့ကို ို့မို့ပြီးတော့ပြင်းထန်စွာနှိမ်နင်းသွားမယ်လို့အလို့သမားဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကပြောဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အော်တိုဘာလ1ရက်နေ့ကနေ2025ခုနှစ်ဇွန်လ13ရက်နေ့အထိတနိုင်ငံလုံးအတိုင်းအတာနဲ့လောကကိုတားမြစ်ထားတဲ့အလို့အကိုင်းများမှာနိုင်ငံသားအလို့သမား4438ဦးကိုစစ်ဆေးခဲ့ပြီးတော့418ဦးကိုတရားမဝင်အလို့လုံနေတာကိုတွေ့ရှိရတဲ့အတွက်အရေးယူခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထဲကမှအများဆုံးပြစ်မှုများဟာလမ်းဘေးဈေးတဲ့အဖြစ်နဲ့လောက်ကန်ခြင်း၊စံသစရာ ဇပင်ညက်သမားအလပြင်ဆရာများထိုင်းရိုးရာနှိမ့်နယ်သူများစရေးအတွင်ရေးမှုနဲ့ရင်းမောင်းများဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အလုသမားဝင်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရခွင့်ပြုချက်အောက်မှာသာလောက်ကိုင်းနိုင်တဲ့အလုံများလောက်ကိုင်းနေတဲ့နိုင်ငံသားအလုသမား4820ဦးကိုလည်းစစ်ဆေးခဲ့ပြီးတော့53ဦးကိုဥပဒေအရရေးယူခဲ့တယ်လို့သိရပါတယ်။ပြည်မှုတွေကတော့အုပ်စီသမားလက်သမားနဲ့စောက်လုပ်ရေးပညာရှင်များအဖြစ်ခွင့်ပြုချက်မရှိဘဲလောက်ကိုင်းခြင်းလေသမား တွဲထိန်နွားထိန်သူများနဲ့တံခါးတွေများအဖြစ်လောက်ကန်ခြင်းတို့ဖြစ်တယ်လို့သိရပါတယ်။ဈေးဆိုင်ရောင်းသူများနဲ့အလုသမားများအဖြစ်နဲ့လိုအပ်တဲ့ခွင့်ပြုချက်မရှိဘဲလောက်ကန်နေတယ်။နိုင်ငံသားသားအလုသမား2,244ဦးကိုလည်းစစ်ဆေးခဲ့ပြီးတော့666ဦးကိုဥပဒေအရရေးယူခဲ့တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံမှာနိုင်ငံသားသားများ လုတ်ကင်ခွင့်မရှိတဲ့အလုတ်ကင်28မျိုးတတ်မှတ်ထားပြီးတော့ဈေးရောင်းခြင်းသမင်ညဆိုင်ဖွင့်ခြင်းအဲလန်းညော်ခရီးတယ်ချို့ပို့စားတောက်ဆိုင်ဖွင့်ခြင်းစတဲ့လုပ်ငန်းများလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အကြပ်ဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ